ယနေ့အတွက်စိတ်ဝင်စားစရာမြန်မာသတင်းနဲ့နိုင်ငံတကာသတင်းများကိုအူနောက်တော်လေးစူးစီးတင်ဆက်ထားတာပါအဲဒီရပိုင်းအတွင်းမှာပဲပြည်တော်စုရေကောက်ပွဲကော်မရှင်ကဒုတိယအကြိမ်မဲစင်းများထပ်မံပြီးတော့ကတ်ထားကြေညာပေးထားတယ်ကျွန်တော်ကိုယ်တိုင်လည်းပထမအကြိမ်ကခီးသွားနေတာတွေပါနေနဲ့မဲစင်းသွားမကြည့်ဖြစ်ခဲ့ဘူးပေါ့ဗျာအခုမဲစင်းသွားကြည့်ပြီးသွားပြီကိုမဲနမဲစင်းနံပါတ်ကဘလောက်ပေါ့ဗျာဒီအိမ်မှာဆိုရင်ကျွန်တော်တို့အိမ်မှာဆိုရင်ကျွန်တော်ရဲ့ကျွန်တော်အမျိုးသမီးရဲ့နှစ်ယောက်မဲပေးခွင့်ရှိတယ်ကျွန်တော်ရဲ့မဲစင်းနံပါတ် အမျိုးသမီးရဲ့မဲဆင်းနံပါတ်ဒါတွေသိရပြီပေါ့ဗျာမဲဆင်းသွားကြည့်ထားခြင်းအပြင်ဘလို့အားတာချက်ရှိလဲဆိုတော့အမိမိတို့ဒီရွေးကောက်ပွဲနေ့ရက်မှာမဲယုံကိုသွားတယ်မဲပေးဖို့သွားတယ်သွားတဲ့အခါမျိုးမှာမှတ်ပုံလင်းကြီးရောပြတယ်ကိုမဲဆင်းနံပါတ်မသိဘူးဒါဆိုရင်မဲယုံတာဝန်ရှိသူတွေကတရွယ်ချင်းရှာပေးရမယ်ပေါ့ဗျာအချိန်ကြန့်ကြာမှုတွေဖြစ်မယ်အမဲဆင်းသွားကြည့်ထားခြင်းအပြင်ကျွန်တော်တို့ကမဲယုံကိုရောက်တဲ့အခါမှာကျွန်တော်ရဲ့မဲနံပါတ်ဘယ်လောက်ပါကျွန်တော်ဆိုရင်405ပေါ့ဗျာမဲနံပါတ်ဘယ်လောက်ပါဆိုရင် မဲယုံကဒီစစ်စစ်တဲ့သူကတန်းပြီးတော့လှန်လိုက်လို့ရတယ်ကျွန်တော်မှတ်ပုံတွေနဲ့တိုက်ဆိုင်စစ်ဆေးပြီးတော့မှန်ကန်ပါတယ်ဆိုရင်ချက်ချင်းမဲပေးနိုင်တယ်အချိန်ကြန့်ကြာမှုတတ်တာသွားတယ်ပေါ့ဗျာမဲစင်းသွားကြည့်ဖို့ရအောင်အဲစိတ်မဝင်စားဘူးငါမှတ်ပုံတွေရှိတာပဲငါနိုင်ငံသားပဲရွေးကောက်ပွဲနေကြမှမဲသွားပေးလိုက်မယ်အဲဒီရောကြမှမပါတဲ့အခါမှာထားပြီးတော့ပြဿနာရှာကျင်တဲ့သူကလည်းတစုရှိမှာပေါ့ဗျာနော်အဲဒီလိုဟာမျိုးတွေဟိုပြဿနာရှာလို့ရဲ့စိတ်အရင်းခံရှိနေတယ်ဆိုရင်ကောင်းကိုမကောင်းဘူးပေါ့ဗျာနော် အပြုသဘောဆန်ဆန်ဆောင်ရွက်နေတဲ့အခြေအနေတစ်ခုမှာမိမိတို့ကလည်းအပြုသဘောဆန်ဆန်ဆောင်ရွက်ခြင်းအပြင်အချိန်တောင်နေကြံ့ကြမှုလည်းတတ်တာမယ်ပြဿနာလည်းမလိုလားအပ်တဲ့ပြဿနာတွေလည်းမဖြစ်ပွားတော့ဘူးပေါ့ဗျာအဲ့တော့ကျွန်တော်ကတော့မဲစင်းသွားပြီးတော့ကြိုကြည့်ထားပါကိုနံပါတ်ကိုမှတ်ပုံနဲ့နံပါတ်ကိုအဖေနံပါတ်ဒါလေးမှန်ကန်တဲ့မဲစင်းနံပါတ်ကဘလောက်ဒါလေးကိုမှတ်သားထားတာနဲ့ရွေးကောက်ပွဲရနေကြရင်ဒီကောက်မဲရုံကိုသွားမယ်ကျွန်တော်မဲစင်းနံပါတ်ဘလောက်ပါလို့ပြောလိုက်တာနဲ့ အချိန်တို့အတွင်းမှာမဲပေးလို့ရမယ်ပေါ့ဗျာနော်ဒီလိုမျိုးအပြည့်သဘောဆန်ဆန်ရှုမြင်တတ်ဖို့လိုပါတယ်ပေါ့ဗျာဒီမိုကရေစီလမ်းကြောင်းပေါ်ကိုရှောက်လမ်းမဲ့ဆိုရင်နိုင်ငံရေးပါတီတွေရဲ့အခမ်းအနားကလည်းအရေးပါတဲ့အခမ်းအနားဖြစ်လာတယ်ပေါ့ဗျာဒီတိုင်းပြည်ရဲ့အခြေအနေတစ်ခုမှာနိုင်ငံရေးပါတီတွေကအဲ့ဒါမထွက်ခဲ့ကြဘူးမပြောခဲ့ကြဘူးမဆိုခဲ့ကြဘူးဒါကလည်းကာလတစ်ခုကျော်လွန်သွားပြီပေါ့ဗျာဒါပေမဲ့အခုကာလအပိုင်းခြားကတော့နိုင်ငံရေးပါတီတွေဘာကပြောရဆိုရမယ်ပြည်သူလူထုအတွက်မိမိတို့လှုပ်ဆောင်နိုင်တဲ့ကိစ္စတွေကို ဂရီကုံတွေပြူရမယ်ကျွန်တော်တို့ပြည်သူတွေအနေနဲ့ကဒီနိုင်ငံရေးပါတီတွေဘိုင်းကပြောတာဆိုတာတွေသူတို့ရဲ့ဂရီစကားတွေဂရီကဝတ်တွေဒါတွေကိုကျွန်တော်တို့ကလေ့လာကြည့်ခြင်းအပြင်သူတို့ဒီအချိန်မှာဒီလိုစကားမျိုးပြောတယ်တကယ်ရေကောက်ပွဲပြီးလို့ပြည်သူလူထုကသူတို့ကိုရွေးချယ်တင်မြှောက်လိုက်လို့သူတို့ပြောခဲ့တဲ့ဂရီစကားတွေမညီဘူးဆိုရင်ဒါတွေဒါတွေကိုထောက်ပြပြီးတော့ဒီပါတီအဖွဲ့အစည်းကတော့ပြည်သူလူထုကိုပေးခဲ့တဲ့ဂရီနဲ့ အညီအလုံးမလုံးဘူးဒီလိုပါတီမျိုးကိုနောင်းတော့နောင်းတော့ကြရင်ကျွန်တော်တို့ကရှောင်ရှားမယ်ရှောင်ကျင်မယ်ပေါ့ဗျာဒါဆိုရင်ပါတီတွေအပိုင်းကကျွန်တော်တို့ကအထူးအားဖြင့်အထူးပြုပြီးတော့ဗျာတန်ခတ်နေเสียမလို့ဘူးသူတို့ရဲ့လှုပ်ဆောင်ချက်သူတို့ရဲ့အပြောနဲ့အလုံးနဲ့ကန့်ညင်မှုရှိမရှိအဲဒီပေါ်မှာပဲကျွန်တော်တို့ပြည်သူလူထုကအဆုံးဖြတ်ချက်ပေးပြီးတော့ဒီဒီချိန်မှာရွေးချယ်မှားမိရင်တော့နောက်တစ်ချိန်ကျရင်အပြောနဲ့အလုံးနဲ့မညီတဲ့ပါတီလက်ကြည့်เสียတော့မလို့ဘူးပေါ့ဗျာ ကျွန်တော်ကနိုင်ငံရေးပါတီတွေကသူတို့ရဲ့ဒီမူဝါဒသဘောတရားလုပ်ငန်းစဉ်တွေကိုနိုင်ငံတော်ပိုင်းမီဒီယာတွေကနေပြောနေတယ်ပေါ့ဗျာနော်ကျွန်တော်လည်းဒါလေးတွေကိုကောင်းထုတ်ဆွေးနွေးတင်ပြမယ်လို့စဉ်းစားထားတာခီးသွားတာပါညာလဲဆိုတော့ပုံမှန်အားဖြင့်ဆွေးနွေးပြဖို့ပေါ့ဗျာဒီကနေ့စပြီးတော့ရခိုင်တိုင်းရင်းသားများပါတီက၎င်းတို့ရဲ့မူဝါဒသဘောထားလုပ်ငန်းစဉ်များကိုရှင်းလင်းပြောကြားထားတာရှိတယ် ရခိုင်တိုင်းရင်းသားများပါတီရခိုင် Nationality Party RNP ရဲ့ဥက္ကဋ္ဌဥပရှိန်ပြောကြားထားတာတွေတဲကအနေငယ်ကောင်းနှုတ်တင်ပြရရင်တော့ဒီနေရာမှာလည်းသတိပြုစရာတစ်ချက်ပေါ့ဗျာနော်ရခိုင်ကို RAKHINE ရခိုင်လို့ပေါင်းတဲ့အုပ်စုကတစုရခိုင်ကိုပဲ AREKAN လို့ပေါင်းတဲ့အုပ်စုကတစုပေါ့ဗျာနော်အခုကျွန်တော်တို့အတိုင်းပြည်တွင်မှာအကြမ်းဖက်မှုတွေလှုပ်ရှားနေတဲ့အကြမ်းဖက်လုပ်ရတဲ့ကျူးလွန်နေတဲ့ AA ပြန်ဖတ်အဖွဲ့ဆိုရင်ဒါတို့ကအာရကန်အာမီပေါ့ဗျာနော်ရခိုင်ကိုအာရကန်လို့ပေါင်းတဲ့အုပ်စုပေါ့အဲ့ဒီနောက်ကိုလိုက်တဲ့ရခိုင်တွေလည်းရှိတယ်ပေါ့ဗျာဒီရခိုင်တိုင်းရင်းသားများပါတီကတော့ရခိုင်ကို ရခိုင်လို့ပဲပေါင်းတယ် REKHINE ရခိုင်ပေါ့ဗျာနော်ဆိုတော့ရခိုင်တိုင်းရင်းသားများပါတီဥက္ကရာဥပရှင်ရဲ့ရှင်လင်းပြောကြားချက်ထဲမှာဆိုရင် မြန်မာနိုင်ငံလွတ်လပ်ရေးမြေရခင်ကပင်မျိုးချစ်ရဟန်းတန်ဃာတွေအပါအဝင်မျိုးချစ်ရခိုင်နိုင်ငံရေးသမားတွေကလွတ်လပ်ရေးလှုပ်ရှားမှုနိုင်ငံရေးဖြစ်စဉ်မှာအမြဲတစေပါဝင်ခဲ့ကြပါတယ်မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်းမှာလည်းရခိုင်နိုင်ငံရေးသမားတွေဟာအစဉ်တစိုက်နိုင်ငံရေးနယ်ပယ်မှာဖြတ်သန်းနေကြပါတယ်လွတ်လပ်ရေးမြေရခင်ကပင်ရခိုင်ဒေသကိုပြည်နယ်တစ်ခုအဖြစ်သတ်မှတ်ပေါ်ဆောင်ပေးဖို့ ရခိုင်မျိုးချင်းနိုင်ငံရေးသမားတွေကအမြဲကြိုးပမ်းအားထုတ်ခဲ့ကြပါတယ်။သို့တော်လည်း1948ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပေါ်ပေါက်လာတဲ့အခါရခိုင်ဒေသကိုတိုင်းတိုင်းအဖြစ်သာအတိမတ်ပြုခဲ့ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်ပေါ်ပေါက်လာတဲ့အခါပြည်နယ်ခုနှစ်ခုနဲ့တိုင်းဒေသကြီးခုနှစ်ခုကိုအစဉ်တန်းတူတတ်မှတ်ပြီးတိုင်းနှင့်ပြည်နယ်အားလုံးမှာဥပဒေပြုခွင့်အာဏာအသင့်အသင့်ရလာပါတယ်။ရခိုင် ဒေတာကန်တိုင်းရင်းသားပြည်သူအလုံးဤလိုအပ်ချက်တွေကိုခင့်နဲ့အညီအကောင့်ထဲပေါ်ဆောင်ပေးနိုင်ဖို့အတွက်ရခိုင်ပြည်နယ်လွတ်တော်ဤဥပဒေပြုခွင့်နဲ့ရခိုင်ပြည်နယ်အစိုးရဤစီမံခန့်ခွဲပိုင်ခွင့်တွေကိုပို့ပြီးလုပ်ပိုင်ခွင့်ရလောက်ကျွန်တော်တို့ဆက်လက်စ조사ကြရမှာပဲမြန်မာနိုင်ငံကိုဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံသည့်ပြည်ထောင်စုနိုင်ငံဖြစ်တည်ထောင်ရမှာလဲအခြားတိုင်းရင်းသားလူမျိုးများအလုံးနဲ့ ပူးပေါင်းပါဝင်နိုင်ဖို့လိုအပ်ပါတယ်ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံသည့်ပြည်ထောင်စုတည်ဆောက်တဲ့အခါကျွန်တော်တို့တို့ရခိုင်တိုင်းရင်းသားတွေကမိမိတို့၏အမျိုးသားရေးလက္ခဏာ National Identity ကိုထိမ့်သိမ်းဆောင်ရှောက်ပြီးပါဝင်ဖို့လိုအပ်တယ်လို့ယုံကြည်တဲ့အတွက်ကြောင့်ရခိုင်တိုင်းရင်းသားများပါတီ RMB ကိုတည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။လာမယ့်ပါတီတော်ဒီမိုကရေစီထွေထွေရေးကောက်ပွဲမှာရခိုင်တိုင်းရင်းသားများ ပါတီကရခိုင်ပြည်နယ်အတွင်းကျင်းပမဲ့မဲဆန္ဒနဲ့အားလုံးမှာပါဝင် ရှင်ပြိုင်မှုလွတ်တော်ကိုယ်စားလောင်းနေတင်သွင်းထားရှိပါတယ်တဲ့နော်ရခိုင်တိုင်းရင်းသားတွေအနေနဲ့ရခိုင်ပြည်နယ်ကိုကိုယ်စားပြုပြီးဝင်ရောက်ရှင်ပြိုင်မဲ့ရခိုင်တိုင်းရင်းသားများပါတီဆိုတာလည်းရှိနေတယ်ပေါ့ဗျာလာမယ့်ပါတီစုံဒီမိုကရေစီထွေထွေရေကောက်ပွဲမှာရခိုင်တိုင်းရင်းသားများပါတီကရခိုင်ပြည်နယ်အတွင်းကျင်းပမဲ့မဲဆန္ဒနဲ့အားလုံးမှာပါဝင်ရှင်ပြိုင်မှုလွတ်တော်ကိုယ်စားလောင်းနေတင်သွင်းထားပါတယ် ရခိုင်တိုင်းရင်းသားများပါတီ၏အဓိကမျှော်မှန်းချက်တွေကတော့တိုင်းရင်းသားအလုံးဒန်းလူညီမျှမှုရှိပြီးဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုခြေခံသည့်ပြည်ထောင်စုစနစ်ပြည်ထောင်စုဖြစ်ပေါ်လာစေရန်ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါတီတရက်နေဖြင့်တပ်ဆိုင်ရာအဖွဲ့အစည်းတွေနှင့်ပူးပေါင်းပါဝင်ဖြည့်ရှင်းသွားရန်ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့တိုင်းရင်းသားလူမျိုးတွေအချင်းချင်းပူးပေါင်းဆောင်ရွက်နိုင်ရေးကိုကြိုးပမ်းဆောင်ရွက်သွားရန်ရခိုင်ပြည်နယ်ပြည်လဲထူထောင်ရေးလုပ်ငန်းစဉ်ကို အလေးထားကြိုးပမ်းဆောင်ရွက်သွားရန်ရခိုင်ပြည်နယ်တွင်တရားဥပဒေစိုးမိုးရေးမျိုးသားရင်ကြားစေရေးဒီမိုကရေစီနှင့်လူ့အခွင့်အရေးထွန်းကားပြန်ပွားရေးကိုကြိုးပမ်းဆောင်ရွက်သွားရန်ဌာနတိုင်းရင်းသားများအရေးတိုင်းရင်းသားလူမျိုးစုများအရေးနိုင်ငံသားအခွင့်အရေးနိုင်ငံသားအခွင့်အရေးစသည့်အခွင့်အရေးတွေကိုတည်ဆဲဥပဒေများနှင့်အညီဆောင်ရွက်သွားရန်ဆိုတဲ့အချက်တွေဖြစ်ပါတယ်။ နောက်ပြီးတော့ရခိုင်ပြည်နယ်ဥပဒေပြည်ရေးအုပ်ချုပ်ရေးနှင့်လူမှုစီးပွားရေးစသည့်လုပ်ငန်းစဉ်တွေကိုခင်းနဲ့ညီပြုပြင်ဆောင်ရွက်သွားဖို့ကြီးမန်းချက်တွေလည်းချမှတ်ထားပါတယ်တဲ့နော်ဒါကတော့ရခိုင်တိုင်းရင်းသားများပါတီရဲ့ဆွေးနွေးပြောကြားချက်တွေကအနေငယ်ကောက်နှုတ်တင်ပြခြင်းဖြစ်တယ်ပေါ့ဗျာရခိုင်တိုင်းရင်းသားများအနေနဲ့ကုဒေတာအကျိုးပုံမကောက်မအောင်ဆောင်ရွက်နိုင်မဲ့ကုဒေလေလောင်းတွေဒီရခိုင်တိုင်းရင်းသားများပါတီလည်းရှိတယ်ရခိုင်ဦးဆောင်ပါတီဆိုတာလည်းရှိတယ်ပေါ့ဗျာတခြားပြည်တော်လူစင်း ပါတီတွေကလည်းလာရောက်ရွေးချယ်ခံထားမယ်ပေါ့ဗျာမိမိတို့အနေနဲ့အကောင်းဆုံးပါတီအကောင်းဆုံးအဖွဲ့အစည်းအကောင်းဆုံးလူပုဂ္ဂိုလ်တွေကိုရွေးချယ်ပြီးတော့ရခိုင်ဒေသတည်ငြိမ်အေးချမ်းရေးဖွံ့ဖြိုးတိုးတက်ရေးဒီလိုဆောင်ရွက်ကြရမှာပေါ့ဗျာနောက်ထပ်ချင်းပြည်တည်ကွန်ကရစ်ပါတီပေါ့ဗျာနော်ချင်းပြည်တည်ကွန်ကရစ်ပါတီကလည်း၎င်းတို့ရဲ့အမူဝါဒသဘောထားလုပ်ငန်းစဉ်တွေကိုဟောပြောတင်ပြထားတာရှိတယ် ချင်းပြည်ဒီကွန်ဂရက်ပါတီရဲ့ဥက္ကရာဦးစိုးထက်ခစလိုက်မဲလူပေါ့နော်စလိုက်မဲလူရှင်းလင်းပြောကြားချက်တွေကအနေငယ်ကောင်းထုတ်တင်ပြရရင်ချင်းပြည်ဒီကွန်ဂရက်ပါတီဟာချင်းပြည်နယ်နဲ့ချင်းလူမျိုးကိုစားပြုပါတီဖြစ်ပြီးချင်းပြည်နယ်အတွင်းရှိတိုင်းရင်းသားလူမျိုးစုအားလုံးရဲ့နိုင်ငံရေးစည်းဝါးရေးလူမှုရေးစားတဲ့ရေးရများတိုးတက်ထွန်းကားလာစေရန်ဆိုတဲ့အမျိုးသားရေးတော်ဝန်ကိုအာမခံဖော်ဆောင်ပေးမဲ့ပါတီဖြစ်ပါတယ်။ချင်းပြည်နယ်တည်ငြိမ်အေးချမ်း ရေနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရက်ကိစ္စရက်ရက်အတွက်ချင်းအမျိုးသားနိုင်ငံရေးဥဆောင်လမ်းပြခဲ့သူများချင်းအမျိုးသားတက်တီပညာရှင်များလူငယ်များအမျိုးသမီးများနဲ့တွေ့ဆုံဆွေးနွေးဖြေရှာရာက ချင်းပြည်တိကွန်ဂရက်ပါတီပေါ်ထွက်လာခြင်းဖြစ်ပါတယ်ကျွန်တော်တို့ချင်းပြည်တိကွန်ဂရက်ပါတီဟာချင်းပြည်နယ်အတွင်းမှာသာရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မဲ့ပါတီဖြစ်ပါတယ်ပါတီရဲ့အမှတ်တရဖြစ် ချင်းတိုင်းသားတို့ကတံမိုးထားမြန်နိုးကြတဲ့အောက်ချင်းကမောင်နှံကိုတောင်စလက်ပန်းနဲ့တွဲပြီးပုံဖော်ထားပါတယ်အလံကိုတော့အပြာအနီအစိမ့်၃ရောင်ကျဲအလယ်မှာကျဲပြူတပွင့်နဲ့ပုံဖော်ထားပါတယ်ဒါချင်းပြည်သူကွန်ဂရက်ပါတီပေါ့ဗျာနော်အဲသူတို့ရဲ့မဆန္ဒရှင်တွေကို ပြောတဲ့ဇာတ်ကားကမဆန္ဒရှင်ပြည်သူပေါင်းလို့ခင်ဗျာချင်းပြည်နယ်ဟာမြန်မာနိုင်ငံလွတ်လပ်ရေးပြန်လည်ရရှိပြီးနောက်ပိုင်းမှာနေမြေအေးချမ်းလုံခြုံမှုအရှိဆုံး ပြည်နယ်တစ်ခုအဖြစ်ရှိခဲ့ပေမဲ့လည်းအကြောင်းမျိုးမျိုးကြောင့်ဖွံ့ဖြိုးမှုအ ਨੇ စုံပြည်နယ်အဖြစ်ယနေ့တိုင်တည်ရှိနေဆဲဖြစ်ပါတယ်ဒီလိုအခြေအနေမှာချင်းပြည်နယ်ကိုတန်ဖိုးထားချင်းမြတ်လို့တဲ့ချင်းတိုင်းရင်းသားများအားလုံးကချင်းပြည်နယ်အမြန်ဆုံးငြိမ်းချမ်းပြီးမြန်မြန်ဆန်ဆန်ဖွံ့ဖြိုးလာတိုးတက်လာတာကိုလိုလားကြမယ်လို့ယုံကြည်ပါတယ်ဒီတူညီတဲ့ဆန္ဒတွေအမှန်တကယ်လက်တွေ့ပေါ်ပေါက်လာဖို့ညီညာစွာစုပေါင်းလှုပ်ဆောင်မှသာအောင်မြင်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်ချင်းပြည်တဲ့ကွန်ကရက်ပါတီမှာတူဆောင်အပြုပ်ပြီး ညီညီညွတ်ညွတ်ပူပေါင်းလှုပ်ဆောင်ကြရအောင်လို့ဒီနေရာကနေဖိတ်ခေါ်ပါတယ်ဒါကလည်းအပြူသဘောဆန်တယ်ပေါ့ဗျာနော်ချင်းပြည်တိကွန်ရက်ပါတီအနေနဲ့2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာစတင်ကျင်းပမယ့်ပါတီစုံဒီမိုကရေစီထွေထွေရေးကောက်ပွဲမှာချင်းပြည်နယ်ကိုအခြေခံပြီးပါဝင်ရှင်ပြန်ရတဲ့ကြီးမန်းချက်ကိုလည်းတင်ပြလိုပါတယ်ပထမချက်ကချင်းပြည်နယ်အတွင်းလက်နက်ကင်ပြီးပကချုပ်ငင်းပြီးငြိမ်းချမ်းရေးတိဆောက်ရမှာချင်းတိုင်းရင်းသားတိုင်းက ကျိုးပန်းပူပေါင်းဆောင်ရွက်မှာဆောင်ရွက်ရေးဖြစ်ပါတယ်ဒုတိယအချက်ကချင်းပြည်နယ်အတွင်းလူမှုစီးပွားရေးကဏ္ဍဘောင်းဆောင်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ချင်းတိုင်းရင်းသားတိုင်းကပူပေါင်းဆောင်ရွက်ရေးဖြစ်ပါတယ်တတိယအချက်ကတော့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးမှာညီနောင်တိုင်းရင်းသားလူမျိုးများမျိုးနွယ်စုများအားလုံးနဲ့အတူပူပေါင်းဆောင်ရွက်ရေးဖြစ်ပါတယ်နောက်ဆုံးအချက်ကပြည်ထောင်စုတိုင်းရင်းသားအားလုံးတန်းတူညီမျှသော အခွင့်အရေးများအပြည့်အဝရရှိရေးအတွက်အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်ရန်ဖြစ်ပါတယ်။ဒီမှတ်ချက်လေးချက်ဟာမဖြစ်မနေပေါ်ဆောင်သွားရမယ့်ချင်းမျိုးသားရေးတာဝန်ဖြစ်တယ်လို့ချင်းပြည်တည်ကွန်ဂရက်ပါတီ NCC ကအခိုင်အမာယုံကြည်ခိုင်မာခံယူထားတာဖြစ်ပါတယ်ဖွံ့ဖြိုးမှုနောက်ကြဆုံးပြည်နယ်ကနေရုံထွက်ပြီးအခြားသောတိုင်းဒေသကြီးပြည်နယ်များနဲ့ရင်မောင်းတန်းနိုင်ဖို့ဆိုရင်စတင်လှုပ်ဆောင်ရမယ့်နီလန်းဟာလက်ရှိအချိန်မှာတော့ရွေးကောက်ပွဲလမ်းကြောင်းပဲဖြစ်ပါတယ်နော် ဒီလိုအပြုသဘောဆန်တဲ့အမြင်တွေသဘောထားယက်တီချက်တွေရှိတယ်ကျွန်တော်တို့ကဒီလိုအပြုသဘောဆန်ဆန်ယက်တီချက်ရှိတယ်ဒေတာတည်ငြိမ်အေးချမ်းရေးကိုလိုလားတယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အတူတကွလက်တွဲပူးပေါင်းဆောင်ရွက်သွားဖို့ဒီလိုသဘောထားယက်တီချက်မျိုးရှိတဲ့နိုင်ငံရေးသမားတွေကိုအပြည်သူများကထောက်ခံအားပေးခြင်းအားဖြင့်စုစုအကြံဖတ်မှုတွေရော့ပါသွားမယ်ပေါ့ဗျာတိုင်းပြည်ရဲ့ကောင်းမွန်တဲ့အရေးတစ်ခုစီကိုဦးတည်သွားမယ်ဒါကြောင့်အချင်းပြည်သူများအနေနဲ့လည်း ချင်းပြည်တကွန်ဂရက်ပါတီလိုပါတီအဖွဲ့အစည်းမျိုးတွေဒီထဲမှာပါတဲ့ပုံကူတွေကိုလေ့လာပြီးတော့မိမိတို့ပြည်နယ်အတွက်ခေါင်းပုံဆုံးဆောင်ရွက်နိုင်မဲ့ပုံကူတွေဆိုရင်ဒါဝန်ရံအားပေးတဲ့ပေါ့ဗျာကျွန်တော်ကတော့ဒါပါတီတွေကိုအခမဲ့လော်ဘီလုပ်တာပေါ့ဗျာကျွန်တော်တို့ကဒီမိုကရေစီနဲ့နိုင်ငံရေးပါတီရဲ့အခမ်းအကဏ္ဍဆိုတာကအခွဲကြလို့မရဘူးပေါ့ဗျာတတိပုဂ္ဂလတွေလည်းရှိပေမဲ့နိုင်ငံရေးပါတီတွေဒီနိုင်ငံရေးပါတီတရက်အနေနဲ့အနိုင်ရခဲ့တော့ပြည်နယ်အစိုးရဖွဲ့နိုင်တာမျိုးလည်းဖြစ်နိုင်တယ် ်တတိုင်းပြည်လုံးတိုင်းတာနဲ့အနိုင်ရခဲ့တော့တိုင်းပြည်ကိုဥဆောင်တဲ့အဖွဲ့အစည်းဖြစ်လာတာပေါ့ဗျာနော်အဲ့တော့နိုင်ငံရေးပါတီရဲ့ယက်တီချက်လုပ်ငန်းစဉ်သဘောထားတွေဆိုတာကိုလည်းကျွန်တော်တို့ပြည်သူများကလေ့လာကြရမှာဖြစ်တယ်အချင်းပြည်တကွန်ကရစ်ပါတီရဲ့လုပ်ငန်းစဉ်တွေမှာဆိုရင်ချင်းပြည်နယ်အတွင်းလက်နက်ကင်ပြည်ပကရစဲရေးအတွက်တပ်ဆိုင်သူအလုံးနဲ့ဂျိုးပန်းညှိနှိုင်းအဖြေရှာကြဖို့ဖြစ်ပါတယ်ဒီလုပ်ငန်းစဉ်ကိုရွေးကောက်ပွဲ ရလက်ပေါ်ထွက်လာမဲ့အစိုးရတကဥဆောင်ရမှာဖြစ်ပြီးပါဝင်တဲ့ပါဝင်တိုက်သူအလုံးပါဝင်ရမှာဖြစ်ပါတယ်။ယာယီပြစ်ခတ်ရစဲကတွေ့ဆုံဆွေးနွေးရာကနေပြိပခတ်လုံးဝရစဲနိုင်အောင်ဝိုင်းဝန်းကြိုးပမ်းရမှာဖြစ်ပါတယ်။ယာယီနေရဆုံးသွားသူများဂုံတိတ်ကရှိရှိနဲ့မိမိနေရပြန်လာနိုင်ရေးလုံခြုံရေးအာမခံချက်ရအောင်ဖန်တီးပေးရေးစာဝန်နေရေးအတွက်အလုံးကင်ခွင်လမ်းများရရှိရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာများပြန်လည်ကုစားရေးရေးပေါ်ရေရိုရေရှိအထောက်ပံ့များရရှိနိုင်ရေးအတွက်ဆောင်ရွက်ပေးသွားရမှာဖြစ်ပါတယ်။လုပ်ငန်းစဉ်နှစ်လက်နက်ကင်ပြိပခများကြောင့်ပျက်စီးဆုံးရှုံးသွားရတဲ့အများပြည်သူပိုင်းအဆောက်အအုံများလူနေအိမ်များပြန်လည်ပြုပြင်တင်ဆောက်ခြင်းကိုမဖြစ်မနေဆောင်ရွက်ဖို့ဖြစ်ပါတယ်ဒီအတွက်လိုအပ်တဲ့ကုန်ကြမ်းစည်တွေကိုနိုင်ငံတော်အစိုးရအပြင် ပြည်တွင်းပြည်ပလူရှင်များထံမှအကူအညီများရရှိဖို့အတွက် ပါတီနှင့်ရွေးကောက်ခံကိုယ်စားလှယ်များအပါအဝင်ပြည်သူတရလုံးကလည်းပူးပေါင်းပါဝင်လှုပ်ဆောင်ကြရမှာဖြစ်ပါတယ်တဲ့နော်ဒါကချင်းပြည်နယ်မှာယနေ့မျက်မှောက်ချင်းလက်နက်ကိုင်အကြံဖတ်ဖွဲ့ပြီး PDF အကြံဖတ်ဖွဲ့ပြီးပြည်ပြည်ဝရံပြည် UNG အကြံဖတ်ဖွဲ့ရဲ့ဩဇာကံတွေလုံနေတဲ့လုံရက်တွေအကြောင်းပျက်စီးဆုံးရှုံးမှုတွေများပြားခဲ့ပြီပေါ့ဗျာဒါတွေကိုပြန်လဲကူစားဖို့အတွက်ကိုလည်းချင်းပြည်နယ်တဲ့ကွန်ဂရက်ပါတီကရည်ရွယ်ထားတဲ့သဘောမျိုးတွေ့ရတာဖြစ်ပါတယ် နောက်ထပ်ကျွန်တော်ဖွဲ့စည်းပုံအခြေခံဥပဒေတဲကတချို့အချက်လေးတွေပေါ့ဗျာဒါကျွန်တော်မြင်တဲ့ကျွန်တော်ရှုထောင့်လေးကိုကျွန်တော်ဆွေးနွေးတင်ပြတာပါဖွဲ့စည်းပုံအခြေခံဥပဒေမှာတချို့တချို့သော ပုံမှားတွေကလည်းဒီနိုင်ငံရေးပါတီတွေနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့နိုင်ငံတော်အစိုးရနဲ့ပြန်ပြီးတော့ပြုပြင်ဖို့ဆွေးနွေးထားပြီးသားအခြေအနေတွေလည်းရှိတယ်ပေါ့ဗျာသဘောတူညီချက်ရရှိပြီးသားအနေအထားမျိုးတွေလည်းရှိတယ်ပေါ့ အဲ့တော့ကျွန်တော်တို့ကအဖွဲ့အစည်းပုံအခြေခံဥပဒေအခြေခံမူများပုံမှန်20ပေါ့ဗျာနော်အဲ့ဒီမှာဆိုရင်ကျွန်တော်တို့တက်မတော်နဲ့ပတ်သက်တဲ့ပြဋ္ဌာန်းချက်တွေကိုတွေ့ရမယ်ကာကြီးတက်မတော်သည်အင်အားတောင့်တင်းပြီးစွမ်းရည်ထက်မြက်သောခင့်မီသည့်တခုတည်းသောမျိုးချစ်တက်မတော်ဖြစ်သည်တက်မတော်သည်တပ်ပိုင်းဆိုင်ရာကိစ္စအလုံးကိုလွတ်လပ်စွာစီမံခန့်ခွဲစီရင်ဆောင်ရွက်ခွင့်ရှိသည် တမရကဝရေးဦးစည်းချုပ်သည်လက်နက်ကန်တပ်ဖွဲ့အားလုံး၏အကြီးအကဲဖြစ်သည်เนาะကျွန်တော်ပြောချင်တာအဲဒါမြန်မာနိုင်ငံအတွင်းမှာတမရရှိမယ်လက်နက်ကန်အဖွဲ့အစည်းဆိုရင်တမရရှိမယ်ရဲတပ်ဖွဲ့ရှိမယ်တည်သူစစ်တပ်ဖွဲ့ဝင်များရှိမယ်အခြားသောတမရကထိန်းကျောင်းလို့ရတဲ့ BGF အဖွဲ့ရှိမယ်အဲဒါတွေအားလုံးသည်တမရကဝရေးဦးစည်းချုပ်ရဲ့လက်အောက်မှာရှိနေတယ်ဆိုရင်ဒါကမှန်ကန်တဲ့ရည်တည်ချက်မျိုး တမရော့ကာဝေးဦးစည်းချုပ်ရဲ့ထိန်းချုပ်မှုအောက်မှာရှိမနေဘူးရှိမနေတော့ KNU ဖြစ်စီ KIA ဖြစ်စီ MNDAA ဖြစ်စီမိတိတော်မိတို့တော်လက်နက်ကန်အဖွဲ့အစည်းမဆိုတရားမဝင် အဖွဲ့အစည်းပဲအဲ့ဒီတရားမဝင်အဖွဲ့အစည်းတွေကိုကျွန်တော်တို့အစိုးရကတမရော့လည်းဒီထက်မှအပါဝင်ပါပဲပေါ့ဗျာနော်အပြုသဘောဆန်ဆန်ဆွေးနွေးဖို့ဖိတ်ခေါ်တယ်ဖိတ်ခေါ်တယ်ကျွန်တော်တို့ကအတိုင်းအတာကာလတစ်ခုထိ အခွင့်အရေးပေးပြီးသွားပြီဆိုရင်နောက်ပိုင်းမှာဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီအလုံးလုံးရတော့မယ်အဲ့တော့တမတော်ရဲ့ control အောက်မှာမရှိဘူးတမတော်အကြီးကရဲ့ control အောက်မှာရှိမနေတဲ့အဖွဲ့အစည်းအဲဆွေးနွေးလို့လဲဆွေးနွေးဖို့ဖိတ်ခေါ်လို့လဲမရဘူးဆိုရင်ဘာလုပ်ရမလဲဒါကတော့ကျွန်တော်တို့ဒီဥပဒေရဆိုရင်တော့အဖြေကရှင်းရှင်းလင်းလင်းရှိတယ်ပေါ့ဗျာဥပဒေနဲ့ညီအလုံးလုံးချင်းမလုံးချင်းကဒါတာဝန်ရှိသူတွေရဲ့ အားနေချက်အားတာချက်ဖြစ်သွားတာပေါ့နော်ကျွန်တော်ကတော့ဒီမှာဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်20မှာတွေ့ရတဲ့တမတော် ကာကွယ်ရေးဦးတည်ချုပ်တည်လက်နက်ကင်တပ်ဖွဲ့အလုံးကြီးအကြီးအကဲဖြစ်သည်အဲ့လိုဆိုရင်ကျွန်တော်တို့ကတမတော်ကာကွယ်ရေးဦးစည်းချုပ်ရဲ့ထိန်းချုပ်မှုအောက်မှာရှိမနေတဲ့လက်နက်ကင်အဖွဲ့များတောင်းကျမ်းသူအဖွဲ့များအများကြီးအများကြီးရှိနေတာကဒါကျွန်တော်တို့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီညွတ်ဘူးဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီညွတ်တော့လက်နက်ကင်အကြမ်းဖက်အဖွဲ့များရှိနေရင် ဘာလုပ်ရမလဲအဲဒါလေးကိုဆွေးနွေးတင်ပြခြင်းဖြစ်ပါတယ်ပေါ့ဗျာနော်နောက်ထပ်ပြကျွန်တော်တို့ဖွဲ့စည်းပုံအခြေခံဥပဒေမှာပဲပြည်သူ့လွတ်တော်ကိုယ်စားလောင်းများကြီးအရေးချင်းပေါ့ဒီပုံမှန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်နိုင်ငံရေးသမားတွေအပိုင်းကထောက်ပြပြောဆိုမှုကိုတော်တော်လေးနည်းပါတယ်လို့ကျွန်တော်ထင်တယ်အဲ့ဒီတဲကမှဥနေမျိုးဝေကတော့ဒီကိစ္စကိုဒီသမရာကြီးဥသိမ့်စိန်လက်ထက်ကလေးကိုက မကြာခဏဆိုလို့ထောက်ပြပြောဆိုခဲ့တယ်။ပုံမှန်120အောက်ပါအရေးရှင်များနဲ့ပြည်စုံသူသည်ပြည်သူလွှတ်တော်သို့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးကောက်တင်မြောက်ခံပိုင်권ရှိသည်။ကာဂျီအသက်25နှစ်ပြည်ပြည်သူခဝေးနိုင်ငံသားမိဘနှစ်ပါးမှမွေးဖွားသောနိုင်ငံသားဖြစ်သူဂငယ်ပြည်သူလွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးကောက်တင်မြောက်ခံရသည့်အချိန်နှင့် တက်ဆက်တဲ့ပြည်တော်စုမြန်မာနိုင်ငံတော်တွင်အ ਨੇ ဆုံး၁၀နှစ်အခြေချနေထိုင်ခဲ့သူဖြစ်ရမည်။ဂါဂျီရွေးကောက်တင်မြောက်ချင်းဆိုင်ရာဥပဒေတွင်တတ်မှတ်ထားသည့်အရေးချင်းများနှင့်လည်းပြည်ဆောင်ရမည်ပေါ့ဗျာနော်။ဒါကဖွဲ့ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကပြဋ္ဌာန်းတဲ့ဥပဒေနဲ့လည်းညီညွတ်ရမယ်ပေါ့ဗျာ။ဒီလိုပြောတာပေါ့။အဲ့ဒီမှာမှကျွန်တော်တို့ကဒီပုံမှန်120ခဆိုရင်နိုင်ငံသားမိဘနှစ်ပါးမှမွေးဖွားသောနိုင်ငံသားဖြစ်သူ အဲ့ဒီလိုပြဋ္ဌာန်းချက်မျိုးရှိနေတဲ့အခါကျတော့ကျွန်တော်တို့က2010လွတ်တော်မှာလည်းတိုင်းရင်းသားမဟုတ်တဲ့လွတ်တော်ကိုယ်စားလှယ်လောင်းနေလွတ်တော်တွေရောက်လာတဲ့ပြဿနာမျိုးကိုကြုံခဲ့ရတယ်။အာ2015ကျတော့လည်းဒီအင်အားကြီးနိုင်ငံရေးပါတီတွေကနေပြီးတော့တိုင်းရင်းသားမဟုတ်တဲ့ဟာဒီရွေးကောက်ပွဲဝင်ဖို့ရွေးကောက်ပွဲဝင်လာကြတာမျိုးတွေကြုံခဲ့ရတယ်။ဒါဆိုရင်ကျွန်တော်တို့ကဒီအားနဲ့ချက်ကြီးကိုမြင်ပြီးတိုင်းရင်းသားမဟုတ်တဲ့သူတွေရွေးကောက်ပွဲဝင်လာခြင်းကြောင့်အများပြည်သူအတွက်ကောင်းကျိုးရလားဆိုးကျိုးရလား လူမျိုးလင်ပြဿနာဖန်တီးမှုမှာအဲ့ဒီလွှတ်တော်တဲ့ရောက်လာတဲ့တိုင်းရင်းသားမဟုတ်တဲ့ကိုယ်စားလှယ်တွေကဥဆောင်လှုပ်ရှားသွားတယ်။ဒါဆိုရင်ကျွန်တော်တို့ကအားနေချက်တစ်ခုကိုနိုင်ငံရေးသမားတွေကကွက်ကွက်ကွင်ကွင်မြင်ရတော့ကျွန်တော်တို့နိုင်ငံမှာတိုင်းဒေသကြီးပြည်နယ်အသီးသီးနော်ဒီတိုင်းရင်းသားပြည်သူလူထုကိုကိုစားပြုပြီးဆောင်ရွက်မဲ့နိုင်ငံရေးသမားတွေလက်ရှိနေတယ်။အဲ့ဒီလိုမိမိတို့တိုင်းရင်းသားပြည်သူချင်းချင်းကြားမှာလည်းမကြေလည်မှုတွေရှိနေတယ်။အဲ့ဒီကြားထဲမှာမှတိုင်းရင်းသားမဟုတ်တဲ့သူတွေကခလောက်ဝင်ဆန်တဲ့အခါကျတော့ ကျွန်တော်တို့အတိုင်းပြည်ပိုပြီးကမောက်ကမောက်မဖြစ်ဘူးလားအဲ့တော့ဒီဒီပုံအခြေခံဥပဒေပုံမှန်120ခါဝေးလို့ပုံမှန်မျိုးကိုနိုင်ငံရေးသမားကများကလည်းကွက်ကွက်ကွန်းကွန်းမြင်ပြီးတော့အတားကိုပြုပြင်ရမယ်ပြင်ဆင်ရမယ်ဘယ်လိုပြုပြင်တင်တယ်လဲဒါကျွန်တော်တို့အမြင်ကျွန်တော်တို့ရှုထောင့်ဖို့ပြောရင်တိုင်းရင်းသားမိဘနှစ်ပါးမှမွေးဖွားသောနိုင်ငံသားဖြစ်သူအဲ့ဒါဆိုရင်ကျွန်တော်တို့ကအမျိုးသားရေးရှုထောင့်ကနေပြီးတော့ဟာတိုင်းရင်းသားမဟုတ်သူတွေလွတ်တော်တွေဝင်လာတယ်ပြည်ထောင်စားတယ် ်ဒီလိုမျိုးတွေထောက်ပြပြောဆိုနေကြမလို့တော့ဘောဗျာနော်ဒီလိုပုံမှန်မျိုးကိုပြထမ်းသွားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲတဲ့သူတွေကိုလည်းကျွန်တော်ကတော့မယူသားဘူးလို့ထင်တယ်ဗောဗျာနော်ဒီပုံမှန်ကြောင့်ကျွန်တော်တို့က2010မှာလည်း2010-2015လွတ်တော်မှာလည်းပြဿနာတွေရင်ဆိုင်ခဲ့ရပြီးပြီးနောက်လာမယ်လာမယ်လွတ်တော်တွေမှာရွေးကောက်ပွဲဝင်ရောက်လို့ရွေးကောက်တင်မြှောက်ခြင်းခံရတဲ့ကိုယ်စားလှယ်ပြလောင်များက မိမိတို့တိုင်းရင်းသားပြည်သူများအကျိုးကိုကြည်တတ်မြင်တတ်မယ်ဆိုရင်ဒီလိုပုံမှန်မျိုးကိုပြင်ဆင်ဆောင်ရွက်တင်ပါတယ်ဆိုတာလေးလဲဆွေးနွေးတင်ပြလိုပါတယ်ပေါ့ဗျာရုပ်ောက်ပွဲနဲ့ပတ်သက်လို့ဗျာပြည်ပြမီဒီယာတွေကတော့ပရိပရာတွေရေးနေတာပဲပေါ့ဗျာနော်အဲ့ဒီပရိပရာရေးတဲ့အထက်ကမှသတင်းလေးတစ်ပုဒ်လောက်ကောက်နှုတ်တင်ပြရရင်ပြည်ပြဝရံပြည်ပြည်ပြမီဒီယာတစ်ခုကရေးသားထားရမှာပေါ့ဗျာနော်ဒါကတော့ စကိုင်းမနေရွေးကောက်ပွဲဝင်မဲ့ဥတပ်ပုံကို တိုက်ခိုက်တဲ့ရေးသားမှုပုံစံမျိုးပေါ့အဲ့တော့မဲနိုင်ရင်တရားဘုကာတုံးကြီးရောက်အောင်လုပ်ပေးမယ်လို့ဒုဗိုလ်ချုပ်ကြီးတပ်ပုံကမဲဆွဲတဲ့စကိုင်းကတက္ကသိုလ်ကျောင်းသားတွေကိုလည်းကြိုတင်မဲပေးဖို့ဖိအားပေးတယ်တဲ့နော်အဲကျွန်တော်တို့ဒီသူတို့ရဲ့ရေးသားရတဲ့စာသားတွေကအားလုံးလောက်ကြံဖန်ပြီးစိတ်ကူးရင်ပုံပေါ်ထားတဲ့ရေးသားဖော်ပြချက်တွေကြီးပါပဲအဲ့တော့ဗျာကျွန်တော်တို့ပြည်သူများလည်းသိတယ်တရားဘုကာတုံးကြီး နော်2010 2015ပြည်ခမ်းမျိုးပါတီအာဏာရတဲ့ကာလသမရာကြီးဦးသိန်းစိန်ဦးဆောင်တဲ့ကာလရခဲ့လားမရခဲ့ဘူးလားမှန်မှန်ပြောမညာနဲ့ပေါ့ဗျာနော်ရခဲ့တယ်လေဗျာရခဲ့တယ်အဲရခဲ့လို့သူတို့ကလည်းလှုပ်ပေးနိုင်တယ်လို့ပြောတာလေရအောင်လှုပ်ပေးလို့မရဘူးလေရတယ်ဘာကြောင့်ရတာလဲမူဝါဒအပြောင်းလဲလေးတစ်ခုပဲဟုတ်လားရခင်ကကာရစီတိမ်မောင်းထောင်းကျော်2000ဟုတ်လားမကြမကြောင်းမနာတာဈေးနှုန်းတွေဗျာ ။တမရယူသိန်းစိန်ဆိုရလည်းတမူဝါဒအပြောင်းလဲလေးလုပ်လိုက်တာခင်ဗျာ။လမ်းဘေးမှာလေထိုးကျွတ်ဖာလုပ်တဲ့လူတော်ကကားစီးနိုင်တယ်လေကျွန်တော်တို့တော့မစီးနိုင်တာ။လေထိုးကျွတ်ဖာလုပ်တဲ့လူလည်းတရားတရားဝန်းကျင်ဆိုတော့စီးနိုင်တယ်လေ။အဲ့လိုအခြေအနေမျိုးဖြစ်သွားတယ်လေ။အဲ့လိုအခြေအနေမျိုးကနေအခုဒီတိုင်းပြည်ရဲ့ဒီဈေးကွက်ကိုကမောကမောဖြစ်အောင်လုပ်တယ်နိုင်ငံရဲ့ငွေကြေးတန်ဖိုးကြဆင်းအောင်လုပ်တယ်ခင်ဗျားတို့ထောက်ခံအားပေးတဲ့ညီပိန်းတွေထောက်ခံအားပေးတဲ့ NLD အစိုးရ နော်နောက်ပိုင်းကျတော့ဒီနီပိန်းရဲ့အကြမ်းဖက်လှုပ်ရှားမှုအဲ့ဒီလိုလှုပ်ရက်တွေအကြောင်းအားလုံးကကမောကမောဖြစ်ကုန်တာလေအဲ့တော့ရွေးကောက်ပွဲပြီးပြီးတည်ငြိမ်သွားတယ်ဆိုရင်မူဝါဒအပြောင်းလဲတွေဖြစ်လာရင်တရားဝုကာတုံးကြီးကမရနိုင်ဘူးလားရနိုင်လားနော်ငွေကြေးစည်းကွက်အပြောင်းလဲရပါဗျာတရားဝုတုံးစည်းမရတော့နှစ်စည်းတော့အနည်းဆုံးရနိုင်တယ်ဗျာအဲ့ဒါဆိုရင်အပြောင်းလဲတစ်ခုဖြစ်သွားတာပေါ့ဒါကသူတို့ကလှုပ်ပေးခဲ့ဘူးတဲ့အဲလှုပ်လို့ရလို့လဲပြောတာလीမရဘူးဆိုတာမရှိဘူး နိုင်ငံရေးသမားတွေကတွေးတယ်ကြံတယ်ဘယ်လိုလုပ်ချင်ရတယ်ဆိုတာသိတယ်မရဘဲနဲ့မပြောဘူးလေရနိုင်လို့ပြောတာနော်ဒီစကိုင်းကတက္ကသိုလ်ကျောင်းသားတွေကိုလည်းကြိုတင်မဲ့ပေးဖို့ဖိအားပေးတယ်အဲ့ဒါကတော့မဟုတ်ဘူးအနေနဲ့ရက်ရက်ကတက္ကသိုလ်သွားတက်ကြမဲ့ကျောင်းသားတွေကြိုတင်မဲ့ပေးနိုင်တယ်ဆိုတော့ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကတရားဝင်ကြေညာထားတာအဲ့ဒီမှာပေးခြင်းပေးပေးခြင်းပေးလို့ရတယ်မပေးဘဲကျောင်းသားမဲ့ဆိုလည်းသွားလို့ရတယ် မိမိတို့ရဲ့မဲဆန္ဒပေးပိုင်ခွင့်အခွင့်အရေးမဆုံးရှုံးစေဖို့စီစဉ်ဆောင်ရွက်ပေးတာအကြောင်းသားအကြောင်းသူအများစုမိမိတို့သက်ဆိုင်ရာမဲဆန္ဒနယ်မြေတွေမှာကြိုတင်မဲပေးသွားကြတယ်မိမိတို့ကြိုက်နှစ်သက်တဲ့ပါတီဖွဲ့စည်းဖို့ပေးသွားတာပေါ့အခုအကြောင်းအရေးစီစီတွားတက်တယ်အဲ့ဒါဖီအားပေးတာမဟုတ်ဘူးလေဗျာလူငယ်တွေရဲ့အခွင့်အရေးမဆုံးရှုံးအောင်ဆောင်ရွက်ပေးတာပြည်ဖြတ်မိစ္ဆာတွေရဲ့အမြင်မှာတော့အရာရာကို အပြတ်သဘောရှူတော့ကနေလိုက်ပြီးတော့အလုံးကြံပန်ဒီရေးသားဖြန့်ဝေမှုတွေလုပ်နေတာပေါ့ဗျာ အဲ့ဒီနော်ဒီလက်ရှိကျင်းပမဲ့ရွေးကောက်ပွဲကိုအတူအောင်ရွေးကောက်ပွဲလို့អော်နေတဲ့អုပ်စုទីမဲလိမ်မဲခိုးអုပ်စုဖြစ်တယ်မဲလိမ်မဲခိုးអုပ်စုကအတူအောင်ရွေးကောက်ပွဲလို့ပြောတာကိုကျွန်တော်တို့ပြည်သူများက နားယောင်ကြရလားအတူတို့ကျင်းပခဲ့တဲ့2020ရွေးကောက်ပွဲကမှတကယ်အတူအောင်ရွေးကောက်ပွဲ NLD တပါတီတည်း တရားရာဂိုင်းတုံးပြည်နိုင်အောင်မဲလိမ်မဲခိုးမှု17.3တန်းကျော်မဲခိုးမှုကြီးကျူးလွန်ခဲ့တဲ့အတူရောက်ရွေးကောက်ပွဲကြီးဖြစ်တယ်ဆိုတော့ကိုဆွေးနွေးတင်ပြရင်ဒီကနေ့ညဆွေးနွေးတင်ပြမှုကိုညီကုန်းချုပ်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်